ဟုတ်ကဲ့ဒေါက်တာဖုံးပါဒါကတော့ဗီတာမင် D ချို့တဲ့ခြင်းအပိုင်း၄နဲ့နောက်ဆုံးအပိုင်းဖြစ်ပါတယ်အဲ့တော့အရှိအပိုင်း၃မှာကျွန်တော်ဗီတာမင် D ကိုဘယ်လိုပြန်ဖြည့်ရမလဲနေရောင်ခြည်ဘယ်လိုခံရမလဲဆိုတော့ပြောပြပြီအဲ့တော့ဒီအပိုင်းမှာကျတော့ကိုကဗီတာမင် D supplement တွေပေါ့နော်ဆေးတွေတောက်ပြီးတော့ပြန်ဖြည့်နေရဆိုရင်ဘယ်လောက်ကြာကြာမှာဘယ်လို effect ဒီစခံစားရမလဲဆိုတော့တစ်ချက်ပြောမယ်အဲ့တော့ဗီတာမင် D ချို့တဲ့ရင်ရတယ်ဒီကြွက်သားအားနည်းမှုတွေပေါ့နော် ထိုင်ထခတ်တာ ဒီ BP ရင်ညောင်းမခံနိုင်တာ hair dryer မဟုတ်ရင်ညောင်းမခံနိုင်တာပြီးရင်ဂျင်သွားပြီးတော့ train လို့ရှိရင်ကြွက်သားကောင်းကောင်းမထွက်တာဒီလို effect တွေရဖို့ကြတော့ vitamin D ကိုဖြည့်ပြီးတော့ဗောနော်3လနဲ့6လကြာမှသူကကောင်းကောင်းစပြီးတော့ benefit တွေစရမယ်စပြီးတော့ပြောင်းလဲမှုတွေစမြင်ရမယ်ဆိုရအတိတ်ပဲပါစပင်းနဲ့ရေပြားချမ်းမာရေအတွက်ကကြတော့အဲ့ထက်ပို့ပြီးတော့ကြာကြာအချိန်ယူတာမျိုးဖြစ်နိုင်တယ်။ဒါကိုပြောရခြင်းအကြောင်းအရာတော့ဗီတာမင် D ဆိုတာက supplement အမျိုးအစားဖြစ်တယ်။တောက်မယ်ဆိုရင် supplement အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်မလို့ ချက်ချင်းတောက်ချက်ချင်းကောင်းတာမျိုးတော့မရှိဘူးနည်းနည်းတော့စိတ်ရှည်ပေးရတယ်ဒီလိုဖြည့်ဆွက်စာတွေရဒါပေမဲ့လည်းကျွန်တော်ကြည့်ခဲ့ဘူးတဲ့ case တော်တော်များများပေါ့နော်ဒါဆိုရင်ကြွက်သားနာလို့လာရပေါ့အညောင်းမခံနိုင်လို့လာတဲ့လူတွေဗီတာမင် D စစ်လိုက်အရင်နေနေတယ်ပြန်ဖြည့်ပေးလိုက်တယ်နှစ်လသုံးလနဲ့ပြန်ဖြည့်လိုက်တယ်ဖြည့်ပြီးသွားရင်သုံးလပြန်တွေ့တဲ့အချိန်ကျလို့ချင်းသူတို့စင်တန်တွေအကုန်ပျောက်သွားတာများတယ်ထက်ညောင်းနေတာမျိုးတွေကြိုက်ခဲနေတာမျိုးတွေမရှိတော့ဘူးနောက်တစ်ခုအနေနဲ့ပြောချင်တာဗီတာမင် D တအားများရင်ပေါ့ဥပမာတရာကျော်သွားရင်သူက toxicity level ဘက်ကိုနှီးကပ်လာပြီဗီတာမင် D အရင်များသွားပြီးတော့ toxic ပေါ့နော်အဆိပ်တင်ဘာဖြစ်မှာလဲဆိုတော့နံပါတ်1ကကြတော့ calcium level သူကထိမ့်ပြီးရယ်အဲ့တော့ဒီအရမ်းများရင်ခန္ဓာကိုယ်ထဲမှာ calcium နေတအားများလာလို့ရှိရင် hypercalcemia ဆိုတာဖြစ်တယ်သူဖြစ်ရင်ဝမ်းချုပ်တက်တယ်နှလုံးခုန်နေမှုမမှန်တာဖြစ်တတ်တယ်ကြောက်ကက်ကြောက်တဲတာအရင်လွယ်တယ်ပြီးရင်လူနုံးတက်တယ်တခါ calcium တအားများရင်ခန္ဓာကိုယ်ထဲမှာဒီ level မှာရှိတဲ့ parathyroid hormone ဆိုတာကိုသွားပြီးတော့မှုမမှန်အောင်ပြန်လုပ်တယ် အချိန်ကြာလို့ရှင်အယိုးမှာပါပြဿနာတွေတက်လာတယ်။နံပါတ်2ကကြာတော့ neurotoxic ဖြစ်သွားတယ်။ vitamin D ကသူ့အတူရှိနေရင်ပုံမှန် level ဆို neuroprotective အာရုံကြောတွေကိုကာကွယ်ပေးတယ်လို့ပြောတယ်။ဒါပေမဲ့များသွားရင် dose dependent neurotoxicity ဆိုတာ dose များလေလေ toxic ပိုဖြစ်လေလေဆိုတဲ့အဓိပ္ပာယ်ပဲ။ toxic ဖြစ်ရင်ဘာဖြစ်မလဲဆိုတော့တစ်လနှစ်လနဲ့တော့မသိတာဘူးပေါ့။ကိုကဒီ knowledge လည်းမရှိဘဲနဲ့ high dose vitamin D 9000 R နေ့တိုင်းတောက်ပြန်လဲမစစ်ဘဲနဲ့တောက်နေကြတော့ အာယုံကြောတွေကထောက်လျှောက်ထိခိုက်နေလို့ရှိရင်တက်ကြီးရောဂါတွေအယ်ဇိုင်းမာပါကင်ဆန်ဒါတွေဖြစ်လွယ်မယ်။ပြီးရင် depression ပေါ့နော်။မုကိုထိနေအာယုံကြောတွေသွားထိရင်စိတ်တက်ကြမှာတို့ anxiety တို့ဖြစ်မယ်။အဲ့တော့နည်းနည်းလေးစဉ်းစားချင်းချင်းတောက်ဖို့လိုတယ်။ဆရာဝန်နဲ့တိုင်ပင်ဖို့လိုတယ်။ level တွေကိုလည်းရံဖန်ရံကစစ်စစ်ကြည့်နေဖို့လိုတယ်။ နောက်အရေးကြီးတဲ့တစ်ခုကကြတော့အရှိမလည်းပြောခဲ့တယ် dose များတဲ့ vitamin D တွေတောက်မယ်ဆိုရင်ပေါ့နော်ဟိုမှာ9000 R 1000 R 5000 R 6000 R သွေး level check မလုပ်ဘဲနဲ့တောက်နေဆိုလို့ရှိရင် vitamin K2 ကိုလည်းတွဲလိုက်ပြီးတော့မတောက်ဘူးဆိုလို့ရှိရင် vitamin D ကသူက calcium ကိုခန္ဓာကိုယ်ထဲမှာများအောင်လုပ်ပေးတယ်။ဗာနီးနဲ့လည်းဆိုတော့ဒီဥရဲကနေပြီးတော့ calcium ကိုကောင်းကောင်းစုပ်အောင်လို့သူကလုပ်တာ။အဲ့တော့ဒီကောင်းကောင်းကန်းကန်းရှိလို့ရှိရင် calcium လိုက်များဒီအရန်များတယ် calcium အရန်လိုက်များအဲ့တော့ ခန္ဓာကိုယ်ထဲမှာသွေးထဲမှာကယ်လ်ဆီယမ်တွေရောက်လာပြီရောက်လာပြီဆိုလို့ရှိရင်ဒီကယ်လ်ဆီယမ်ကိုကျွန်တော်တို့လိုချင်တဲ့ effect ကတော့ဗီတာမင် D တောက်တယ်ကယ်လ်ဆီယမ်များခြင်းနဲ့လိုချင်တဲ့ effect ကအယိုးတွေကိုသွားစေချင်တာအယိုးကြန့်ခိုင်းမှုအယိုးမပွက်အောင်လုပ်ချင်တာဒါပေမဲ့ပြဿနာကဘာလဲဆိုတော့အဲ့အယိုးစီကိုလမ်းညွန်မဲ့အရာဗီတာမင် K2 အဲ့တော့ K2 ရှိရင်ဒီများနေတဲ့ကယ်လ်ဆီယမ်တွေကအယိုးတွေကိုရောက်မယ် K2 မရှိရင်ကြတော့ဘယ်လိုရောက်ကုန်လဲဆိုတော့တစ်ခုလုံးရှောက်ရောက်တယ်အဲ့တော့အယိုးတွေလည်းရောက်မယ် တချို့တော့က and then သွေးကြောကိုရောင်းသွေးကြောနေရံနေထူလာမယ်ကျင်းလာမယ်နှလုံးသွေးကြောကျင်းလာရင်ဖြစ်လာမယ်သွေးတိုးလာရင်ဖြစ်လာမယ်เนาะနောက်တစ်ခုကကျတော့ဒီရင်သားတွေဘာတွေမှာသွားပြီးတော့ classification ထုံးတယ်တာမျိုးတွေဖြစ်လာနိုင်တယ်ဆိုတော့ဒီ area တွေလည်းတိထားဖို့လိုတယ်ပေါ့เนาะ knowledge လေးရှိတာပို့လို့ရတယ်အဲအောင်ဆင်းဆင်းရှင်းရှင်းလောက်ရမယ်အဲ့တော့ဒီလို high dose တွေတောက်မယ်ဆိုလို့ရှင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှတောက်တင်တယ်ကိုယ့်အကူမတောက်တင်ဘူးဆရာဝန်တွေဘက်ကလည်း high dose တွေတောက်ပြီးပြီဆိုရင်လူနာတွေကိုတေချာမှာပို့လို့ရတယ်ဒီဈေးကဒီညွှန်းထားတဲ့ဒီကာလအတွင်းမှာတောက်ရမယ်ကျော်သွားပြီဆိုလို့ရှင်ဈေးကိုဖြတ်ပို့လို့ရတယ်ကိုယ့်အကူဆက်တောက်နေလို့မဖြစ်ဘူးဆိုတဲ့ကိစ္စကိုမှားတာပို့လို့ low dose ကတော့ကိစ္စမရှိဘူး low dose ကတော့တနေ့တနေ့ချိုးတဲ့နေရာကိုသူကပြန်ပြီးတော့နည်းနည်းလေးပြန်ဖြည့်ပြီးရုံလောက်ပဲ excess ဖြစ်သွားမှာ toxic ဖြစ်သွားမှာမဟုတ်ဘူး အဲဗီတာမင် D ကိစ္စကတော့ဒီလောက်ဆိုရင်ပြီးပြည့်စုံပါပြီ၄ဘိုင်းရှိပါတယ်၁ကနေပြီးတော့စာနာထောင်ကြည့်ပါတော်တော်လေးကိုစုံစုံလင်လင်ပြောထားပေးပါတယ်နောက်ဆုံးတစ်ခုပြောချင်တာကတော့ symptom တိုင်းကဗီတာမင် D နည်းလို့တော့မဟုတ်ဘူးเนาะဗီတာမင် D နည်းရတော့သူဖြစ်နိုင်တဲ့ symptom တွေအများကြီးပဲကြွက်သားနာတာနေပြီးတော့ဒီ depression တွေရော anxiety တွေရောလူနှုံးတာတွေရောစပင်ကျွတ်တာတွေရောအများကြီးပဲဒါပေမဲ့ထားပါတော့ကိုခံစားနေရတာကနှုံးတာပေါ့เนาะဆိုလို့ရှိရင်ဆရာဝန်ဘက်ကစပြီးတော့လုံမှာတော့ တခြားယောဂအရေးကြီးတဲ့ယောဂတွေသူကအရင်ဖယ်လိုက်မယ်အရေးကြီးတဲ့ယောဂဆိုတော့မှနှုံးနဲ့အားမရှိဘူးစိတ်တက်ကြလွယ်တယ်ဆိုလို့ရှိရင်မျိုးသမီးလည်းအထူးသဖြင့်ဖြစ်တယ်ဆိုလို့ရှိရင်တိုင်းရိုက်အားနေတာဖြစ်နိုင်တယ်သူမဟုတ်တန်တက်အားနေတာမျိုးတွေဖြစ်နိုင်တယ်နှုံးနဲ့အမုန်းမခံနိုင်ဘူးဆိုတော့အော်သူကတော့ဒါတွေအရင်စစ်မှာပဲဒါတွေစစ်ပြီးလို့အကုန်လုံးကနော်မဖြစ်နေရဆိုရင်တော့ maybe vitamin D ကိုစဉ်းစားရင်စဉ်းစားမှာပေါ့အဲ့တော့ဆရာဝန်ကြီးရောက်တိုင်းဆရာဝန်ကတော့ vitamin D တန်းစစ်မှာမဟုတ်ဘူးကိုကလည်းအဲ့လိုမျိုးတန်းစစ်အောင်လို့အဲ တခြားဟာတွေမစစ်ဘူးနော်ဒီတမျိုးပဲစစ်မယ်ကျန်တဲ့ဟာတွေမသိချင်ဘူးဆိုပြီးတော့လုပ်လို့မရဘူးအဲဆိုတော့ဒါကတော့ကိုယ့်ဘက်ကအဲ့လိုတောင်းဆိုလိုက်လို့ရှိရင်တခြားဟာတွေမစစ်ဘူးဒါဗိုက်တာမင် D ပဲစစ်လိုက်တယ်ဒီကတော့မြန်မာပြည်မှာ၁၀ယောက်မှာ၉ယောက်ကနည်းနေတာပဲလေအဲ့တော့ဒီကတော့နည်းနေတာအဖြေတွေ့သွားလိမ့်မယ်ဒါပေမဲ့တခြားပြဿနာတခုခုတကယ်ရှိနေရင်လွတ်သွားမှာ direct ပြဿနာလွတ်သွားမယ်အနီးမြာသွေးအားနည်းယောဂဘယ်လောက်ဆူဆူရွရွရှိနေလဲဘူးမှမသိဘူး ကိုကဒါကိုမသိပဲလွတ်ထားရင်အနီးမီးယားတွေ့ရနေရလဲနောက်ပိုင်းမှာနှလုံးကြွက်တာပြဿနာတွေပါတက်လာနိုင်တယ်အဲ့တော့နောက်ဘဟုသုတတစ်ခုကခြားတော့အစီချစေအေဒိုဘတ်စတဒင်းလို့ဆိုပါစတဒင်းတောက်နေလူတွေပေါ့နော်ဒီလိုလူတွေမှာသူတို့ကထင်ကြမယ်စတဒင်းတောက်တာဆိုတာကိုလက်စထရောခြားတာ LDL ကိုခြားတာတချို့က80အောက်ခြားတယ်တချို့က40အောက်ခြားတယ်အဲ့တော့ရှားရည်ကိုလက်စထရောကနေပြီးတော့ဗိုက်တာမင် D ကဖြစ်လာတာလို့ပြောတယ်အရေးပြားမှာရှိကိုလက်စထရောနေဖြစ်လာတာပြောတယ်အဲစတဒင်းတောက်ရင်ဗိုက်တာမင် D ရောအရင်နေသွားမလားပေါ့အဲ့လိုတော့မဖြစ်ပါဘူး study တခုရှိရယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့အဲလူနှုတ်အုပ်စုကိုရှင်းလိုက်တယ်ပေါ့အဲ့လူနှုတ်အုပ်စုကရိုးရိုးပဲနေအောင်လည်းပဲထွက်တဲ့အစာတောက်ပဲထိန်းနေဗီတာမင် D supplement တွေနှစ်ဖွဲ့လုံးမှာမတောက်နေဘူးမတောက်နေတဲ့လူကမှတစ်ဖွဲ့ကဒီ statin ဆိုတဲ့ဟာတောက်တယ်ဒီအစီချသည်နောက်တစ်ဖွဲ့က statin မတောက်ဘူးဘာတွေ့လဲဆိုတော့ statin တောက်နေတဲ့လူအုပ်စုနော်တောက်နေတဲ့အစီချသည်တောက်နေတဲ့လူအုပ်စုကဗီတာမင် D ပိုမြင့်တယ်တူတူပဲနှစ်ယောက်လုံးကနေအောင်ကြီးခံတဲ့အချိန်ပိုင်းကအကုန်တူတူပဲဒါပေမဲ့ statin တောက်နေတဲ့လူကပိုမြင့်တယ် ဒီဈေးကအแทမှာဒီအသေးနဲ့ပတ်သက်တဲ့နေရာမှာနည်းနည်းကစားသွားတာအားလုံးပဲဒီ ठी တရားနာထောင်ပြီလို့ကျေးဇူးတင်ပါတယ်ကျွန်တော်နည်းနည်းချောင်းဆိုးနေလို့နားထောင်ရတာအဆင်မပြေဖြစ်သွားရင်လည်းအားလုံးပဲတောင်းပန်ပါတယ်အခုညာ3နိုင်လဲရှိပြီဆိုတော့ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်ပါမယ်တကယ်လို့ဒီဗီဒီယိုကကြိုးရှိတယ်ဆိုလို့ရှိရင်ကိုယ်အနီးနားမှာရှိတဲ့ဗိုက်တာမင် D နည်းနေလောက်တဲ့လူအုပ်စုတွေပေါ့နော်ယုံသမားတွေအိမ်ထဲမှာပဲအိမ်တွင်းအောင်ပြီးတော့နေတဲ့လူတွေ ဖိုးဖွားတွေအဲ့လိုလူတွေဒီဗီဒီယိုလေး share ပေးပါအားလုံးကျေးဇူးတင်ပါတယ်